စစ်ကောင်မရှင်လောက်ခံ AR တိုင်းတိုင်းကျမ်းမာရေးဦးစီးမှုဒေါက်တာတီဟာရဲ့အတင်းအဓမ္မဆဲလွတ်ခံရမှုနဲ့မဖျားဆစ်ဖြန့်သွားရတဲ့နန်းစီရီယံဝန်ထမ်းတူရေးစည်းနဲ့တူမျိုးပါကရင်းနှစ်တေဆုံးသွားကြောင်းဒေသခံတွေနဲ့ဝန်ထမ်းတွေစီကသိရပါဗျ။တေဆုံးသူမှာတိုင်းငတ်ဖျားဝန်ထမ်းဦးတီဟာအေးလွင်ကြီးကျက်နှစ်ဖြစ်ပြီးနိုဝင်ဘာ3ရက်နေ့ကငပူရောမြို့နယ်မော်တင်ကားလန်တလျှောက်မှာငှက်ပြားဆေးဖြန့်နေစဉ်စမ်းကြောင်းရည်စည်းနဲ့တူမျိုးပါသွားတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ် စမ်းကြောင်းရည်စည်းနဲ့တူမျိုးပါသွားတဲ့ဥတီဟအေးလွင်ရဲ့ရုပ်လောင်းကိုနိုဝင်ဘာ9ရက်နေ့မှာဒေသခံတွေရဲ့ရှောက်ဖွေမှုနဲ့တွေ့ရှိခဲ့ပါတယ်။မပူတော့မော်တင်လမ်းကြောင်းမှာဝင်းကြီးခီးစဉ်ရှိလို့ဝင်းကြီးကိုဖားရဖို့တိုင်ယုံကနေငှက်ဖျားဆေးဖြန်းလွတ်တယ်။သူ့လက်ထက်မှာငှက်ဖျားကင်းစင်ကြောင်းပြကျင်တာဝန်ထမ်းတွေကိုလှည့်ကြစနစ်နဲ့ထောက်ပံ့မှုမပေးဘဲတွတ်တယ်။အဲဒီမှာပဲမိုးများနေတဲ့ရန်လွတ်တော်ခုလိုသေးတဲ့အထိဖြစ်လာရတယ်လို့ AR တိုင်းချက်မှရဦးစီးဌာနရှိ နန်စီရီယံဝန်ထမ်းတူက ERI Times ကိုပြောပါရယ်တင်းဆုံးသွားတဲ့ဥတီဟာအေးလွင်နဲ့ပတ်သက်လို့တိုင်းချမ်းမာရေးဌာနကတစုံတရာထောက်ပံ့မှုတာဝန်ယူမှုမရှိဘဲမိသားစုဝင်တွေကသာတာဝန်ယူခဲ့ရတယ်လို့ဒေသခံတွေကပြောဆိုပါရယ်ဒါအပြင်တိုင်းချမ်းမာရေးဦးစီးမှုဒေါက်တာတီဟာဟာဝန်ထမ်းတွေကို၎င်းရေးသားခိုင်းတဲ့အတိုင်းထူးခြားဖြစ်စဉ်ကို ရေးသားခိုင်းတယ်လို့နန်စီရီယံဝန်ထမ်းတွေစီကသိရပါရယ်တိုင်းကျမ်းမာရေးဦးစီးမှုဒေါက်တာတီဟာဟာတိုင်းယုံနန်းစီတရားဝန်ထမ်းတွေကို နေစဉ်ဆဲရေးတိုင်းထွာပြီး၎င်းမျက်နာရရေးအတွက်အကြောင်းမျိုးမျိုးပြကမကြာခဏအလို့ထုတ်ပယ်လေရှိကြောင်းလဲနန်းစီရင်ဝန်ထမ်းတွေကဆိုပါတယ်